ကယ်လီဖိုးနီးယားပြည်နယ်အတွင်းကျွန်းငယ်တစ်ခုပေါ်မှာရှိတဲ့နမဲဆိုးနဲ့ကြော်ကြားလာတဲ့အေဂါထရက်အကျဉ်းတောင်ကို ပြန်လည်တိစောက်ဖွင့်လှစ်ဖို့ညွှန်ကြားထားတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောပါရယ်ဒီအကျဉ်းတောင်ကိုပိတ်ထားတာဟာနှစ်ပေါင်း60ကျော်ရှိပြီဖြစ်ပါရယ်ဧပြီလ၄ရက်က၎င်းပိုင် True Social လူမှုကွန်ရက်မှာထရမ့်တင်ထားတဲ့ post အရအမေရိကန်ပြည်တော်စုရဲ့အရေးဆက်ဆုံးနဲ့အကျဉ်းချုပ်ဆုံးအကျဉ်းသားတွေကိုချုပ်ထားဖို့အတွက်အေဂါထရက်အကျဉ်းတောင်ကိုပြန်ဖြူပြင်ဖွင့်လှစ်ဖို့အကျဉ်းဦးစီးဌာနက တရားရေးဌာန FBI နဲ့အမိမြေလုံခြုံရေးဌာနတို့ကတာဝန်ပေးခိုင်းထားတယ်လို့သိရပါဗျ။အန်ဒီယန်ရှိရာဇဝတ်သားတွေကိုထားယုံမကဒေထောင်ကိုအမေရိကန်ရဲ့တရားဥပဒေစိုးမိုးရေးသင်္ကေတအဖြစ်ထားဖို့လဲထရမ့်ကစဉ်းစားထားတယ်လို့သိရပါဗျ။အကထရပ်ထောင်ဟာကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုပင်လယ်အော်အတွင်းကြောက်ဆောင်ထူရက်တဲ့ကျွန်းငယ်တစ်ခုပေါ်မှာတည်ဆောက်ထားပါတယ်။1934ခုနှစ်ကနေ1963ခုနှစ်အထိထောင်ဖွင့်ခဲ့ပြီးအဲဒီခေတ်ကအမေရိကန်ရဲ့ အစိုးဆုံးအကျဉ်းထောင်တွေထဲမှာပါဝင်ပါတယ်။ရေစီးတန်တာအင်းလွန်တာတွေကြောင့်ထွက်ပြေးလွတ်မြောက်ဖို့မလွယ်ကူဘူးလို့သိရပါတယ်။ထောင်သားငါးဦးပျောက်သွားပြီးရင်းနစ်သေးသွားတယ်လို့ယူဆရတဲ့ဖြစ်စဉ်ကလွဲပြီးထောင်သက်တမ်း29နှစ်အတွင်းအောင်မြင်စွာထွက်ပြေးနိုင်ခဲ့သူမရှိတာဖြစ်ပါတယ်။ထွက်ပြေးဖို့ကြိုးစားသူ36ဦးရှိခဲ့ပြီးတချို့ကလည်းပြန်လည်ဖမ်းမိခဲ့ပြီးတချို့ကလည်းပြစ်ဒဏ်ခံခဲ့ရတယ်လို့သိရပါတယ်။ လောင်စာကအစစားစရာအစုံနှစ်သိန်းမောရီနဲ့တည်ယူရပြီးတခြားထောင်တွေထက်ကုန်ကြစရိတ်သုံးစနေပါပိုများတဲ့အတွက်1963ခုနှစ်မှာထောင်ကိုပိတ်ခဲ့ပါတယ်အကျဉ်းသားတွေကနေစရာစားစရာအဝတ်အထည်နဲ့ကျန်းမာရေးစောင့်ရှောက်မှုဆိုတဲ့ခံစားခွင့်၄မျိုးသာရှိပါတယ်မိသားစုဝင်တွေနဲ့ပေးတွေ့တာ စာအုပ်ပေးဖတ်တာအပန်းဖြေခွင့်ပြုထားတာတွေကအထူးခံစားခွင့်တွေဖြစ်ပါတယ်။အေကာထရက်ဖွင့်စဉ်ကရှိခဲ့တဲ့အကျဉ်းသားဥယျာဟာတခြားထောင်တစ်ခုမှာရှိတဲ့အကျဉ်းသားဥယျာရဲ့တိရခိုင်နှုန်းတော့မရှိပဲ ပြန်မြန်160ကနေ185ဦးခန့်သာရှိခဲ့ပါတယ်။ထရမ့်ကအေကာထရက်ထောင်ကိုပြန်ဖွင့်ဖို့ပထမဆုံးစေကူရတဲ့သမရမဟုတ်ခဲ့ပါဘူး။1980ခုနှစ်မှာသမရရော်နယ်ရီဂင်အစိုးရကကျူးပန်းကနေဖလော်ရီဒါကိုထွက်ပြေးလာတဲ့ဒုက္ခသည်နှစ်သောင်းကိုထားဖို့နေရာ14ခုစဉ်းစားခဲ့ပြီးအေကာထရက်လည်းပါဝင်ခဲ့ပါတယ်။ဒါပေမဲ့လုံလောက်တဲ့ပစ္စည်းထောက်ပံ့မရှိမှု တမိုင်းဝင်နေရဖြစ်နေမှုတွေကြောင့်အဲ့ဒီနေရာကိုမရွေးခဲ့တာဖြစ်ပါတယ်။ဒီနေ့ခေတ်အကျဉ်းထောင်တွေမှာအကျဉ်းသားတအူးစီရဲ့ကုန်ကျစရိတ်ဟာဒေါ်လာ120ကနေ164ဒေါ်လာကျားရှိပေမဲ့အေကာထရက်လိုမျိုးထောင်မျိုးမှာတော့တအူးကိုဒေါ်လာ900အထက်ကုန်ကျနိုင်ပါတယ်။အေကာထရက်မှာထောင်သားဥယေ340အထိအများဆုံးထားနိုင်တယ်လို့သိရပါတယ်။လက်ရှိအေကာထရက်ကျွန်းကိုသမိုင်းဝင်နေရာအဖြစ် National Park စာပေကထိန်းချုပ်စီမံပြီး Tourist Area တွေလည်ပတ်ဖို့နေရာတစ်ခုဖြစ်နေပါတယ်။